ကိုင်းဖီလာကွန်တိုပြုချမှုမှာပါသွားခဲ့ပြီးနှလားကျော်အကြာမှာရုပ်အလောင်းကိုပြန်ရခဲ့ပေမဲ့ပုံမပြတ်သေးပေအကောင့်တိုင်းလေးပြန်လည်တွေ့ရှိခဲ့ရတယ်။ LPU International College ရဲ့တည်ထောင်သူဆရာအာကာကျော်မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့ Sky Villa ကွန်တိုပြုကြမှုအတွင်အခန်းနံပါတ် G4 မှာပိတ်မိနေခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ14ရက်နေ့မှာမှရုပ်အလောင်းကိုပြန်တွေ့ရရသူကတော့ LPU International College တည်ထောင်သူကိုအားကားကျော်ပဲဖြစ်ပါတယ် မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့် Sky Villa ကွန်ဒိုစတင်ပြုကျခဲ့တဲ့အချိန်မှာအခန်းနံပါတ်4မှာပိတ်မိနေခဲ့တဲ့သူကိုကယ်ဆယ်ရေးသမားတွေကစတင်တွေ့ဆုံခဲ့ကြရပြီသူကကယ်ဆယ်ရေးသမားတွေကိုတွေ့တော့ကျွန်တော်ကအခန်းနံပါတ်4ကကိုအားကကြောပါဘယ်တော့လာခဲ့မှာလဲလို့မေးပြီးတော့ရေတောင်းတောက်ခဲ့ပါသေးတယ်ဒါပေမဲ့နောက်ပိုင်းကယ်ဆယ်မှုတွေမှာတော့မိသားစုကသူ့ကိုကယ်တင်နိုင်ခြင်းမရှိခဲ့သလိုရေဝလောင်းကိုလည်းပြန်လည်ရရှိခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ငလင်းကြီးလောက်ခတ်ခဲ့တာနှစ်လကျော်အကြာဇွန်လ14ရက်နေ့မှာတော့ကိုအားကွာကျော်ရဲ့ရုပ်အလောင်းကိုပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူကသားလေးနာကိုမေကြီးလာဆောင်နေမှန်းသိလို့စောစောစီးစီးမပြတ်စီပဲအကောင့်တိုင်းလေးပြန်တွေ့ရပါပြီ။ဘာမှမပြိမိမဖြိမိပဲအကာအကွယ်လေးအောက်မှာသူ့ကိုယ်သူကာကွယ်ရင်ထွက်ခွင့်မရခဲ့လို့ဆုံးရှုံးလိုက်ရပါတယ်။ မိခင်ကိုလှုပ်ကျွေးနေတဲ့သူတော်ကောင်းလေးပညာဌာနတွေလုပ်နေတဲ့သူတော်ကောင်းလေးအလှအတန်းရရောတဲ့သူတော်ကောင်းလေးလူတွေကိုတနာကျင်နာတတ်တဲ့သူတော်ကောင်းလေးရင်မြင့်မြတ်ဆုံးဘုံဘဝကိုရောက်ပါပြီလို့မိကြီးယုံကြည်နေပါတယ်ဟုဆိုကစိတ်မကောင်းစွာနဲ့ပြောပြခဲ့တာလေးဖြစ်ပါတယ် ကိုအားကကြောင့်နဲ့ရင်းနှီးသူမိတ်ဆွေတို့ကလည်းပုတ်ဆွေးတာမျိုးမရှိပဲလူကောင်းပကတိအတိုင်းအသားရည်နည်းနည်းလေးခြောက်ပြီးတော့ညိုသွားတာလေးပဲရှိပါသေးတယ်။အကာအကွယ်ထောင်လေးထဲမှာခွေခွေလေးထိခိုက်တံရတော့မရှိဘူးလို့သိရပါတယ်ဟုဆိုကပြောပြခဲ့တာပဲဖြစ်ပါသေးတယ်။ကိုအားကကြောင့်ဟာမကြခင်ရပ်ပိုင်းရက်တွေမှာပဲသူ့ရဲ့မွေးနေ့ရက်ကိုရောက်ရှိတော့မှဖြစ်ပြီးမွေးနေ့နာနေမှာပဲဆရာကိုတွေ့ရတယ်ဆိုပြီးတော့အားလုံးကစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါသေးတယ်။ နည်းပညာတွေနဲ့စက်ပစ္စည်းတွေသာပိုကောင်းကောင်းရခဲ့ရင်အချိန်မီသာကယ်တင်နိုင်ခဲ့ရင်ဆရာအကာကျော်အပါအဝင်လူပေါင်းများစွာရဲ့အသက်တွေကိုအမြန်ဆုံးကယ်တင်နိုင်မှာအသေးချာပဲဖြစ်ပါတယ်။